မမေ့ဆိုင်ကျွန်တော်ဟာအခုနောက်ပိုင်းပို့ပို့မေ့လာတယ်။တာဝမင်းစီရီတားဖို့လည်းမေ့လာတယ်။ဒီနေ့ဘာနဲ့စားလဲကစပြီးခုနကဘာလုပ်ပြီးပြီလဲအထိမေ့လာတယ်။ရက်စွဲတွေကိုမေ့လာတယ်။သွားရမယ့်နေ့တွေကိုမသွားမိပဲမသွားရမယ့်နေ့တွေကိုထထသွားနေမိတယ်။မနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာတော့မသိကြတာ။ လွန်ခဲ့တဲ့နှစ်တွေဆိုရင်တော့ပို့လို့ဝေးမှာပေါ့ဆယ်တန်းအောင်အမှတ်စရင် ခုံနံပါတ်ငွေချင်းတွေရဲ့နာမည်ဝင်လာသူတွေထွက်ခွာသွားသူတွေအားလုံးကိုကျွန်တော်သတိမရတော့ဘူးဒါပေမဲ့ကျွန်တော်တို့မြို့လေးမှာမိတဲ့သူတွေအဖို့နေရာလေးတစ်ခုရှိတယ်အဲ့ဒီနေရာလေးကိုဘယ်သူပိုင်တယ်လဲဆိုတာတော့ဘယ်သူမှမသိကြဘူးမြို့ရဲ့အစွန်တောင်ကုန်းမှုမှုလေးပေါ်က လူနေအိမ်တွေနဲ့ဝေးရနေရာလေးမှာစိုင်လေးတစ်ဆိုင်ရှိတယ်။စိုင်လေးရဲ့နာမည်အချစ်စရာကောင်းတယ်။မမေ့ဆိုင်နဲ့ညနေခင်းဆိုမိတဲ့သူတွေဟာသူတို့ရဲ့တရိယာစရာအကြောင်းတစ်ခုခုကို အစဖော်လိုတာဖြစ်ဖြစ်မိတဲ့သူတွေအချင်းချင်းမေ့မသွားအောင်တယောက်မျက်နှာတယောက်ထိုင်ကြည့်နေတာပဲဖြစ်ဖြစ်လူတွေပြည့်နေတတ်တယ်။ကျွန်တော်ရောက်သွားတော့ခုံအလွတ်တော်မရှိတော့ဘူး။ ဒါပေမဲ့ကျွန်တော်စောင့်နိုင်ပါတယ်။ဆိုင်လေးရဲ့စီမင်းထဲမှာလူတရားအတွက်မှတ်ဉဏ်ပြန်ဖို့ခြင်းဟာ10မိနစ်ပဲသတ်မှတ်ထားတယ်။အမျိုးသမီးတယောက်ကျွန်တော်ရှေ့ရပဲထပြန်သွားတယ်။နှုတ်ကလည်းတွတ်တွတ်နဲ့ဘာတွေရေရွတ်နေမှမသိဘူး။ခဏကြာတော့သူပြန်ရောက်လာတယ်။စောနာလေးတွေအဲ့ဒီရက်စဲတွေကိုမှတ်သွားတာပါ။အခုမေ့သွားပြန်ပြီတဲ့။ ီတခါတော့သူမပြန်ဆောင်ရမယ်အလှဲ့ပါပဲလွတ်နေတဲ့ခုံတလုံးမှာကျွန်တော်ဝင်ထိုင်လိုက်တယ်ပြီးတော့စပွဲကုန်းဘောကတစ်ပင်ပူလေးကိုလက်နဲ့ထိကိုင်းလိုက်တယ်ဒီဆိုင်ထဲမှာစပွဲဝိုင်းလေးတွေအစီအီရှိပြီးစပွဲကုန်းတစ်ခုံပေါ်မှာတစ်ပင်ပူလေးတွေတပင်စီရှိတယ်လူတွေဟာသူတို့တတိယချင်းတဲ့အကြောင်းတွေကိုအဲ့ဒီတစ်ပင်လေးနဲ့တို့ထိပြီးမှတ်ဉဏ်ပြန်ဖော်တတ်ကြတယ် ထိုင်းမဲ့လူတယောက်တစ်ချိန်မှညံပြန်ပေါ်ပြီးတိုင်းမှာတည့်ရွက်လေးတည့်ရွက်ကြွေလေးရှိတယ်။နောက်တနေ့ရောက်ရင်တော့တစ်ပင်လေးဟာရွက်သစ်တွေပြန်ဝင်နေတတ်တယ်။ကျွန်တော်အခုတတိယချင်းတဲ့အကြောင်းဟာမင်းနေနဲ့ဝိုင်းထားခံရတဲ့ပြက်ကြိမ်ပေါ်ကရက်ဆွဲတစ်ခုကဘာအတွက်လဲဆိုတာပဲ။မှညံပြန်ပေါ်ကြည့်လိုက်တော့မှအဲ့ဒီနေရာကျွန်တော်မွေးနေဆိုတာတတိယသွားတယ်။ မွေးနေ့ဆိုတာကိုလူတွေဘာကြောင့်သတ်မှတ်ထားတာလဲကျွန်တော်မသိဘူးတချို့တွေအတွက်တော့ဘာမှအရေးမပါကြသလိုပဲမွေးနေ့ဆိုတာပေါက်ထွက်လာတဲ့ဥက္ကွန်လေးတွေကနေဒုက္ခရနံပါတဲ့လေးကို ရှုသွင်းဖို့အစပြုတဲ့နေ့တနေ့လားအမေဟာကျွန်တော်မွေးနေ့ရောက်တိုင်းကိမ့်မုံလီရမက်စာသူ့လက်ကိုသူပြန်နှီးတယ် Happy birthday လို့ဆိုရမယ့်အစာ ကျွန်တော်ကိုစိတ်စိတ်ကြည့်ပြီး နေရမကောင်းစိုးဝါလို့ပြောရင်ဟဲဟဲပက်ပက်ရှိတယ်။အမေရှိတဲ့နေရပျော်ရွှင်မှုလားဝမ်းနည်းမှုလားကျွန်တော်မဝေခွဲထက်ဘူး။တေချာတာတော့မွေးနေ့တစ်ခုရောက်ရောက်လာတိုင်းမှကျွန်တော်ဟာဘလူးတရေတကောင်ဖြစ်သွားတာပဲ။အချိန်စီရာနဲ့မိုက်ကနေတစ်ချက်ဖြစ်သွားပြီးရောင်လက်စာမှတ်ဉာဏ်တွေကယုံထွက်လိုက်တယ်။မှတ်ဉာဏ်တွေကတကယ်ပဲစစ်လား။ဒါမှမဟုတ် တချို့ຢာတွေကိုတော့ကျွန်တော်မိထားခြင်း ਨੇ လူတွေဟာစိတ်ချ gain နာကျင်ပွဲအဖြစ်ပြက်တွေနဲ့ကြုံရတဲ့အခါအဲ့ဒီစိတ်ပြက်စရာကြီးကိုအတင်းမိဖို့သူတို့ကြိုးစားကြည့်သည်လားဘသူမှတော့ကိုယ့်ကိုခြောက်လှန့် နေတဲ့ပုံရိပ်တွေကိုမှတ်ညံနေထည့်သိမ်းထားခြင်းမမထင်ဘူးကျွန်တော်ကတော့အချိန်နှစ်ရက်ကိုပဲကြည့်တယ်မှတ်ညံနေကအပီးဖြောက်ပစ်လိုက်လို့မရရင် ဘတော်မှပြန်ပေါ်မလာအောင်လို့တော့အထက်ထက်ခတ်ပြီးပိတ်လောင်ထားလိုက်မယ်။တခါတော့ကတော့အဲ့ဒီမမေ့ဆိုင်လေးစီကို ကျွန်တော်နောက်တစ်ခေါက်ထက်ရောက်သွားသေးတယ်။ကျွန်တော်အမျိုးသမီးကအဲ့ရဝင်ကနေအရေးကြီးတဲ့ကိစ္စတစ်ခုကိုပြောခဲ့တယ်။ကျွန်တော်တို့ကလေးယူဖို့အကြောင်းလဲဖြစ်နိုင်တယ်လို့အင်္ဂါကရီဈေးတက်လာတဲ့အကြောင်းလဲဖြစ်နိုင်တယ်။ကျွန်တော်စာဖတ်နေရင်ကအင်းဆိုပြီးပဲခေါင်းငိတ်လိုက်မိတယ်။ မနဲ့မိုးလင်းတော့ကျွန်တော်မျိုးသမီးကအဲ့ဒီကိစ္စဘယ်လိုသဘောရလဲမေးတယ်။ဘယ်ကိစ္စလဲ။ဘာကိုပြောတာလဲဆိုပြီးအယူသားဆုံးကျွန်တော်ပြန်မေးလိုက်တော့သူကျွန်တော်ကိုစိတ်ဆိုးသွားတယ်။ညာကသူပြောတာကိုတတိယမှ အိမ်ပြန်လာခဲ့ဆိုပြီး မမေ့ဆိုင်လေးစီနှင်လွတ်လိုက်တယ်။ကောင်းငိုက်ဆိုင်ချပြီးကျွန်တော်ရှောက်လာခဲ့တယ်။ဆန်ရှိရောက်တော့အပြင်မှာအတုံးမောင်းနေပြီ။ ကျွန်တော်ခြေလန်းနေရနေရာတခုတည်းကိုပဲဥတည်ရွေးခဲ့တာတော့မဟုတ်ဘူးအိမ်ကထွက်လာပြီးတော့မိတ်ဆွေဟောင်းတယောက်နဲ့လမ်းမှာစုံနေသူ့ပုံစံကြည့်ရတာငွေကြေးပိုင်းမှာတော်ဆင်ပြေတဲ့ပုံပဲကျွန်တော်မြင်တော့ငယ်ပေါင်းတယောက်လိုသူနှုတ်ဆက်ပြီးတခုခုတောက်ကြဖို့ပြောတယ်ဟုတ်ပါတယ်သူဟာကျွန်တော်နဲ့ကြောင်းနေပဲတငယ်ချင်းတယောက်ပါတဲ့သူ့နာမည်ကဘယ်သူဆိုလားသူကကျွန်တော်တို့ဖြတ်တန်းခဲ့ပုံတွေကိုရင်းရင်းနှီးနှီးပြောပြတယ် အရိုက်ကျန်းတဲ့အင်္ဂလိပ်စာဆရာမအချိန်မှာစာမလုပ်ပဲစလိတ်ခုံအကြောင်းပြောတာတွေကြည်ဘူးတဲ့ဂျပန်ကားတွေကအမင်းသမီးရဲ့အလှပကိုထိုင်စမြုပ်ပြန်နာတွေစာမရလို့ဘလို့အရိုက်ခံခဲ့ရပုံတွေကို "तू ကလုံးစိပတ်စိပြောပြပြီ"တဟားဟားနဲ့ဟာတလုံနေခဲ့တယ်။တကယ်တော့ကျွန်တော်သူ့ကိုမမှတ်မိပါဘူး။သူပြောတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်မေ့နေခဲ့တယ်။ဒါပေမဲ့ကျွန်တော်နှလုံးသားမှတ်မိတယ်လို့ရှိရတဲ့နွေနွေထွေထွေဆက်ဆံပြီးသူနဲ့အတူတူတောက်ခဲ့တယ် ကျွန်တော်တို့အချိန်အတော်ကြာအောင်တောက်ပြီးတဲ့အချိန်မှာသူ့ဖုန်းကဘက်ထရီအားကုန်ပြီးဆက်ပိတ်သွားတယ်။သူ့အစ်တတယောက်စီကိုဖုန်းဆက်စရာရှိလို့ဆိုပြီးကျွန်တော်ဖုန်းကိုခဏငားတယ်။ပြီးတော့စကားထပြောဟန်ပြုတ်ပြီးကျွန်တော်နဲ့တဖြည်းဖြည်းဝေးသွားခဲ့တယ်။အဲ့ဒီဆိုင်ထဲမှာကျွန်တော်တယောက်တည်းလက်ကျန်ပလင်းတွေကိုကုံအောင်ငှဲ့တောက်နေမိတယ်။လူတွေနဲ့ပတ်သက်ရင်ကိုယ်နှလုံးသားတော့မှကိုမယုံကြည်ရဘူးဆိုတော့ မေတ္တတဲ့မှတ်ညံနေမှာမိမတော်အောင်ချိတ်ဆွဲထားလိုက်တယ်။အားကြောင့်ကျွန်တော်တော်တော်လေးနောက်ကျသွားတာပါ။ဆိုင်တကားကိုအသာတွန်းဖွင့်ပြီးဆိုင်ထဲကိုဝေးဝိုက်ကြည့်လိုက်တယ်။မမေ့ဆိုင်ထဲမှာမေတ္တသူတွေဟာအစ်ရွက်တွေလိုတလွင်လွင်လှုပ်နေတယ်။လွတ်နေတဲ့နေရာတစ်ခုဆင်သင်းရှိတာနဲ့ကျွန်တော်ဝင်ထိုင်လိုက်တယ်။ပြီးတော့ကျွန်တော်သတိရချင်တဲ့အကြောင်းကိုအာယုံပြုပြီး ုံဘော်ကတစ်ပင်ပူလေးကိုလက်နဲ့ထိလိုက်တယ်။ကျွန်တော်ပြန်အမှတ်ရလာပြီ။စကလုံးတွေပြပြတတကြားလာပြီ။ကျွန်တော်အမျိုးသမီးပြောနေတာကဒီထက်ပိုကောင်းတဲ့ဘဝတစ်ခုကိုရဖို့သူ့အနေနဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့လက်ထပ်တော့မယ့်အကြောင်းကျွန်တော်ကိုကွာရှင်ပြတ်စဲပေးဖို့သဘောတူပေးပါဆိုတဲ့အကြောင်း ရှင်လိုသွေးအေးပြီးဘာတခုမှမပူပင်တတ်တဲ့လူတယောက်နဲ့အတူမနေနိုင်တော့ချာအိမ်ရှင်ကအိမ်ငါးကလာတောင်းသွားတဲ့အကြောင်းရှင်လိုကဘယ်တော့မှ လာစားတိုးမှလဲဆိုတဲ့အကြောင်းစားတဲ့အကြောင်းချင်းရတွေဟာကျွန်တော်ကောင်းထဲမှာလေမှုတ်ဆက်နဲ့မှုတ်ထုတ်လိုက်တဲ့ဖုံမှုတ်တွေလိုဥပြန်နေတယ်။ပြီးတော့တခုခုကကျွန်တော်ကိုစောင့်တုံးလိုက်သလို ဲ့ဒီစပွဲနေရာကနေတွန်းထုတ်ခံလိုက်ရတယ်အခုမှဒုက္ခပဲပြန်ပေါ်လိုက်တဲ့မှတ်ဉာဏ်တွေဆိုတာလွယ်လွယ်နဲ့ပျောက်တဲ့အရာမဟုတ်ဘူးကျွန်တော်ခေါင်းလေးကနေတဆင်ရင်ပတ်တဲ့အထိလူလွန်ထိုးတက်လာတယ်ပြီးတော့ဘုရားသခင်စီမှာဆုတခုကျွန်တော်တောင်းလိုက်မိတယ်။မနေ့ပြန်ကစပြီးမှတ်ဉဏ်ပြန်ပေါ်တဲ့တစ်ပင်ပုလေးတွေမှာ ်တည်ရွယ်အစ်စ်တွေဘယ်တော့မှပြန်ထွက်မလာပါစေနဲ့ဆိုတာပေါ့အောင်မြင်ဆယ်ရက်ဆယ်လာ2025ပါရှုတင်ဆက်သူစိတ်မြမြစဉ်လူချင်းမင်းတို့အချိန်ပေးနာဆင်မှုအတွက် SS Reader မှကျေးဇူးတင်ရှိပါတယ်ရှင်